ထွက်ရကောင်းမှာပြင်ထွက်ရတော့ပြန်ပါလို့နိုင်ငံကြီးဒါမှမဟုတ်စီးရီးပြိပခတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာဆုံးရှုံးမှုကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကြရောက်ခဲ့ရင်သဘာဝဘေးသင့်လူတို့ကိုထောက်ရှုပြီးနိုင်ငံတွင်ပြိပခဖြစ်ပွားနေတဲ့အင်အားစုတွေကို ဆက်ဆက်ညှိနှိုင်းဖြည့်ရှင်းပေးတာဟာခေတ်သစ်နိုင်ငံရေးသိပ္ပံပညာရဲ့အထူးပြုဘာသာရပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ငလျင်နိုင်ငံရေး၊ဆူနာမီနိုင်ငံရေး၊ဟာရီကိန်းနိုင်ငံရေးစတဲ့ဝေါ်ဟာရတွေကလည်းခေတ်သစ်နိုင်ငံရေးအထူးပြုဘာသာရပ်ရဲ့ခေတ်ပေါ်ဝေါ်ဟာရအဖြစ်တွေ့ရပါတယ်။တမအချိန်မှာနိုင်ငံရေးပြိပခတွေကိုညှိနှိုင်းဖို့ခက်ခဲပေမဲ့ တဘာဝဘေးကျနေချိန်မှာတော့ပိုပြီးညီနိုင်ဖို့လွယ်ကူတယ်လို့မှတ်ယူထားကြပါတယ်။မြမပြည်မှာလည်းစကိုင်းငလင်းကြီးလှုပ်ပြီးတော့ကုညီကယ်ဆယ်ရေးတွေနဲ့အတူပြိပခဖြစ်နေတဲ့နိုင်ငံရေးအင်အားစုတွေဟာစိတ်ဆက်ညီနိုင်ဖို့အတွက်အတန်ထွက်လာတာတွေ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကငလင်းလှုပ်တဲ့ဒေတာနဲ့ဆက်ဆက်ဒေတာတွေမှာရက်တရပတ်နှစ်ပတ်အပြစ်ခတ်ရဆဲကြောင့်ကြီးညာပြီးငလင်းနိုင်ငံရေးမှ လက်ဦးမှုရယူခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒုတိယအနေနဲ့မြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ကဧပြီလတစ်လလုံးအပြည့်ရအကြောင်းကြေညာပါတယ်။မြောက်ပိုင်းသုံးဘွဲ့တစ်ဖက်သက်အပြည့်ရကြေညာထားပေမဲ့စစ်ကောင်စီကတော့အပြည့်ရမှာမဟုတ်ဘူးလို့ပြောဆိုနေသေးပါ။ဒါပေမဲ့ဧပြီလ၂ရက်ကနေ၂၂အထိအပြည့်ရမယ်လို့ပြောင်းလဲကြေညာပါတယ်။ဒါကလည်းငလျင်နိုင်ငံရေးမှာလက်ဦးမှုမဲ့နေတာကိုအဖက်ဆယ်ဖို့စူးစမ်းတာဖြစ်နိုင်တယ်လို့ဘန်ကောက်မှာကျင်းပမဲ့ BIMSTEP အစည်းအဝေးတက်ဖို့ အပြတ်ကောင်းရန်အတွက်လည်းဖြစ်နိုင်ပါတယ်။အဲ့ဒီနောက် GIA ကချင်ကလည်းအပြစ်ရကြီးညာပြီးဂလျင်နိုင်ငံရေးမှာပါဝင်လာပါတယ်။ဘင်စတက်ဆွေးနွေးပွဲကာလ2025 April 4ရက်မှာထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးငြိမ်းချမ်းရေးဆွေးနွေးဖို့အကြံပေးပါတယ်။ဒီလိုတွေ့ဆုံရမှာ စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးတာကိုရှောင်ကြဉ်ခဲ့ပါတယ်။ဧပြီ18ရက်မှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်မစ္စတာအန်နဝါကမင်းအောင်လိုင်းနဲ့ဗန်ကောက်မှာတွေ့ဆုံပြီးဧပြီ18မှာအန်ယူဂျီဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းဦးစီးတဲ့အဖွဲ့ကိုဗီဒီယိုကွန်ဖရင့်နဲ့တွေ့ဆုံပါတယ်။အပြစ်ခတ်ရစမှုတက်တန်းတိုးရေးငလျင်ဘေးကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးတွေကိုအစပြုဆွေးနွေးပြီးသဘောတူညီချက်ရခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ဒီလိုနှစ်ဖက်စလုံးနဲ့တီးခြားတွေ့ဆုံတာကိုနှစ်ဖက်စလုံးကတန့်ကွက်တာမရှိကြဘူးလို့ဆိုကြပါတယ်နှစ်ထောင်နှစ်ဆက်တဲ့စစ်အာဏာသိမ်းပြီးတဲ့နောက်ဖမ်းဆီးခံရသူတေဆုံးသူအဆောက်အုံဖြစ်စည်းမှုအရေးအတွက်တည်းဟာပြင်းထန်ပါတယ်ဆိုတဲ့လက်ရှိစကိုင်းငလျင်ထက် ပိုပြီးများပြားပါတယ်ဧပြီ18မှာ စစ်ကောင်စီကစကိုင်းငလျင်ကြောင့်သေဆုံးသူ3926ဦးထိခိုက်ဒဏ်ရာရသူ9105ဦးအဆောက်အဦဖြစ်စည်းမှု9289လုံးဖျားစီရီ6028စုနဲ့လန်ဒရာအများကြီးပျက်စီးခဲ့တယ်လို့ထုတ်ပြန်ပါတယ် Data for မြန်မာရဲ့စရင်အရာ2021 January ကနေ2024 November အထိစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်အရသာသေဆုံးသူ4159ဦး ထိခိုက်ဒဏ်ရာရသူ3150ဦးရှိပါတယ်။သေဆုံးမှုရ80ရာခိုင်နှုန်းဟာအရသားတွေအပေါ်ပြစ်မှတ်ထားတဲ့လက်နက်ကြီး၊ drone ၊မိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့ဆိုပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့2025 April 17ထုတ်ပြန်တဲ့စာရင်းမှာဖမ်းဆီးခံရသူ2930ဦး၊ထိန်းသိမ်းခံရသူ2298ဦး၊ဒေသံပေးခံထားရသူ192ဦး စစ်ကောင်စီကြမ်းဖက်မှုကြောင့်အတီးပြုတ်သေဆုံးသူ6499ဦးအတီးပြုတ်ဖို့လိုအပ်ဆဲသေဆုံးသူ3300ဦးရှိတယ်လို့သိရပါတယ်။ဒါအပြင် data for မြန်မာကစစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့်အရသားအိုအိမ်3000245လုံးရှိတယ်လို့ဖော်ပြပါတယ်။အလင်းဘေးကြောင့်ထိခိုက်ဖျက်ဆီးရတဲ့ data တွေဟာစစ်ကောင်စီထိ ंछ ုပ်ထားတဲ့ data တွေဖြစ်ပြီးစစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့်ထိခိုက်ပျက်စီးတဲ့ data တွေကတော့ တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေဖြစ်ပါတယ်။ကလေးနိုင်ငံရေးကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုစစ်ကောင်စီထိန်းချုပ်တဲ့ဒေသတွေမှာပြုတ်လုပြီးစစ်တပ်အကြမ်းဖက်တာကြောင့်စစ်ပွဲရဲ့တန်ကြောင့်တေဆုံးပျက်စီးခဲ့ရတဲ့တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ရာဒေသတွေကိုလစ်လို့ရှုထားမယ်ဆိုရင်တော့မြန်မာပြည်ပြဿနာကို အမှန်တကယ်ဖြေရှင်းဖို့ခက်ခဲပါလိမ့်မယ်။နောက်တစ်ခုကအပြစ်ခတ်ရဆဲရေးပြဿနာပါစစ်ကောင်စီကအပြစ်ရကြေညာထားပေမဲ့ ။တတိလုံးနဲ့လေချောင်းကတိုက်ခိုက်နေတာကိုတရက်မှ ရန်နာတာမရှိသေးပါဘူး။အများစုဟာပြင်းပြင်းတိုက်ပွဲမရှိတဲ့အရသာပြတ်မှတ်တွေဖြစ်ပါတယ်။ဧပြီ3ရက်ကနေ16ရက်နေ့အထိတိုင်းနယ်ပြည်နယ်12ခုမှာလေချောင်းတိုက်ခိုက်မှုအကျဉ်း120ပြုလုပ်ပြီး82ဦးသေဆုံးက126ဦးဒဏ်ရာရခဲ့တယ်လို့အေယာဝတီသတင်းဌာနရဲ့မှတ်တမ်းမှာဖော်ပြထားပါတယ်။ဒါကြောင့်စစ်ကောင်စီကလေချောင်းတိုက်ခိုက်တာတွေမရက်ရင်အပြစ်ကရစေးဆိုတာ အတိတ်ပဲကင်းမဲ့နေပါလိမ့်မယ်။နောက်တစ်ချက်ကအာဆီယံမူဝါဒနဲ့အစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာမပါဝင်ပဲနိုင်ငံရေးအကျဉ်းသားတွေမလို့ပေးပဲနဲ့ရွေးကောက်ပွဲကိုလက်မခံဘူးဆိုတဲ့အာဆီယံရဲ့ရည်တည်ချက်ကရှိပြီးသားပါ။ဒါပေမဲ့အလင်းကြီးလှုပ်ကပ်ပြီးတာတော့ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ်လို့ဧပြီ18ရက်ကထုတ်ပြန်တဲ့နှစ်သက်ကိုတဝင်လှော်ကအာဆီယံနဲ့စစ်ကောင်စီအကြားနိုင်ငံရေးအဟတ်တစ်ခုဖြစ်နေပါတယ်။ နောက်တစ်ချက်ကအယုတ်သဘောထားပါအယုတ်တို့ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုရေဘူးရထောက်ခံထားပေမဲ့ NUG ကိုအတိအမှတ်ပြုရေးမှလက်တွန်နေတဲ့အပြင်အယုတ်နယ်စပ်ကတိုင်းရင်းသားတပ်ဖွဲ့တွေကို NUG နဲ့ဆက်ဆံတာမလုပ်ဖို့တားဆီးတာတွေရှိပါတယ်ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ငင်းကြင်းရေးဆွေးနွေးပွဲတွေမှာအယုတ်နယ်စပ်ကတိုင်းရင်းသားအဖွဲ့တွေမတက်ရောက်ဖို့ဟန်တားတယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရပါတယ်ဒါကြောင့်အယုတ်အနေနဲ့အာဆီယံနဲ့မတူတဲ့မူဝါဒ အယုတ်အကျိုးစီးပွားတက်တက်ကိုရှေ့ရှုတဲ့ policy နဲ့စစ်ကောင်စီဘက်ကိုလိုက်ရင် အာဆီယံရဲ့အစိမ့်စက်ညှိနှိုင်းမှုဟာလိုရာရောက်ဖို့ခဲယဉ်ပါလိမ့်မယ်။နောက်ဆုံးအချက်ကစစ်ကောင်စီနဲ့အတိုက်ခံတွေကြားမှာယုံကြည်မှုလုံးဝပြက်ပြားနေခြင်းပါ။ဒါတွေကတော့နိုင်ငံရေးနဲ့အတူအကြောင်းကြီးမှလာတဲ့မြန်မာနိုင်ငံရေးပြည့်ရွေတွေကိုအာဆီယံအနေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီအချက်တွေအပြင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီမိုကရေစီရေးဖက်ဒရယ်ရေးစတဲ့နိုင်ငံရေးပြဿနာတွေလက်နက်ကင်တပ်ပြဿနာတွေကိုကြုံတွေ့ရအောင်မှာဖြစ်ပါတယ်မြန်မာနိုင်ငံရေးငလျင်မှာတွေ့ကြုံလာရမယ့်နိုင်ငံရေးပြည့်ွေတွေကိုကင်တွယ်ဖို့ဆိုတာလွယ်ကူမှာတော့မဟုတ်ပါဘူးဒါပေမဲ့အောင်မြင်မှုရရမရရဆွေးနွေးပွဲတွေကိုယုံကြည်မှုရှိရှိမရှိရှိပြည်ပပြည်အားတွေအောက်မှာမြန်မာပြည်တွင်းကနိုင်ငံရေးအင်အားစုတွေအားလုံးဟာငလျင်နိုင်ငံရေးကိုလုံးဝရှောင်ဖယ်လို့မရတယ်လို့ ညင်ပယ်တဲ့အင်အားစုကလည်းနိုင်ငံရေးလက်ဦးမှုမဲ့သွားပါလိမ့်မယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာပါဝင်နေကြတဲ့မြန်မာနိုင်ငံရေးစစ်ရေးအင်အားစုတွေရဲ့နိုင်ငံရေးအမျှော်မြင်ကြီးမားမှုဒီပြည်ရဲ့ကျွမ်းကျင်ပါနာမှုမိမိအင်အားကိုထိမ့်သိမ်းနိုင်မှုတွေကိုလည်းတွေ့မြင်လာရမှာဖြစ်ပါတယ်။